တပည့်တော်စာပေဟောပြောပွဲဆိုတော့ပရိသတ်နဲ့စကားပြောတဲ့ခါမှာ ကျွန်တော်တို့ခမရတို့ဆိုပြီးသုံးနှုတ်မိဆရာတော်များကိုမယုံမသိပြောတယ်လို့ဖြစ်မှာဆိုလို့ဆရာတော်တန်ဃာတော်များကိုဒီနေရာကနေဥစွာပထမတောင်းပန်ပါတယ်ဗျာဘုန်းကြီးတွေကိုတောင်းပန်မှုကျွန်တော်ဝင်လေးမှာမဟုတ်ပါဘူးတောင်းမှမို့ရေးလေအချိန်ဆွဲနေမှာမဟုတ်ပါဘူး ်လက်အုပ်ပဲချီပြီးတောင်းပန်ပါတယ်ခါကြတနတ်ထိုးပြီးမတောင်းပန်ပါဘူးကျွန်တော်တို့တိုင်းပြည်မှာဒီနေ့ခေတ်ချိန်ခါမှာအရန်ရေးကြည့်တဲ့၃ချက်၃ချက်၃ချက်၃ခုကျွန်တော်ပြောချင်လို့ပါအဲ့ဒီ၃ခုများတာပြည့်စုံရင်ကျွန်တော်တို့ဆိုင်နာကြီးလို့ခေါ်တဲ့အကျိုးဖြစ်ထွန်းတဲ့လူမှု အဖွဲ့အစည်းတစ်ခုစီကျွန်တော်တို့ UTV သွားကြရအောင် ခက်နေတာကျွန်တော်တို့စီမှာကအဲ့ဒီ၃ခုပထမအဦးဆုံး၃ခုကိုကျွန်တော်ပြောချင်တယ်အဲ့ဒါတော့ E ၃လုံးပေါ့ဗျာပြောမယ် E ၃လုံးဆိုတော့နည်းနည်းနာတာပေါ့နော်အဲ့ဒီ E ၃လုံးမဟုတ်ပါဘူးကျွန်တော်မလွဲတာလို့အင်္ဂလိပ်စကားလုံးကိုပြောရတာကျွန်တော်တတ်နိုင်ဆုံးအင်္ဂလိပ်စကားလုံးမပြောချင်ဘူးရှောင်မမယ်ဒါပေမဲ့မလွဲတာလို့ပေးပြောပါ E ၃လုံးဆိုတာပထမအဦးဆုံးတစ်လုံးက emotion စိတ်ခံစားမှုရှိကြတယ်။ဆရာညီပုလေးတို့စာရေးတယ်စိတ်ခံစားမှုမရဘဲနဲ့ဘာစာမှရေးလို့ရမှာမဟုတ်ဘူး။စာဖတ်တဲ့လူကလည်းစိတ်ခံစားမှုရှိမှစာဖတ်ကြမယ်။ချစ်ကြမယ်။မုန်းကြမယ်။အမြင်ကတ်ကြမယ်။အဲ့ဒီစိတ်ခံစားမှုပေါ့ဆိုပါတော့ဗျာ။အမြင်ကတ်ကြမယ်ဆိုတော့တချို့ကပြောတယ်မင်းတို့ပမာတွေဘာလို့ဆင်းရဲတာလဲကျွန်တော်တကယ်ချင်းတရားပြန်ဖြေတယ်အစိုးရကိုမကျေနပ်ဘူးကွာ အဲ့ဒါဘာဆိုင်လို့လို့အဲ့အစိုးရကိုမကျေနပ်တော့ကြေကြေရလည်းမပြောရဘူးအိမ်ထဲဝင်ပြီးတော့ကြိတ်ကြိတ်ပြီးတော့ဆဲရင်ဆဲရင်ကနေဆင်းရဲဆင်းရဲသွားတယ်စိတ်ထဲမှာနာလိုက်တာခုပြိတ္တကလက်ခုပ်တီးပြီးတော့ရည်တယ်ကျွန်တော်ကတော့စိတ်ထဲနာတယ်တော်တော်နာနာကျင်ကျင်နဲ့ရည်ရတဲ့ပြက်လုံးပေါ့ ဘာလို့လဲဆိုတော့ဘာဘာဖြစ်လို့မကျင်တတ်တာကိုကြိတ်ပြောနေရပြောင်ပြောပေါ့လူပဲပြောတော့လူတွေအားလုံးရဲ့အခွင့်အရေးလွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာဝေဖန်ပိုင်းခြားခွင့်ကျွန်တော်တို့လူပဲဗျာမကြိုက်တာကိုမကြိုက်ဘူးလို့ပြောရမှာပဲမကြိုက်တာကိုမကြိုက်ဘူးလို့ကြိတ်ပြောနေရမယ်ခစ်မဟုတ်တော့ပါဘူးဒီနေ့ဒီချိန်ဒီခါမနေ့ကကြောက်ချင်ကြောက်ခဲ့မယ် ီနေ့ညဒီစကားဝိုင်းအပြီးမှာတော့မကြောက်ကြပါနဲ့တော့ပြောเสียရရှိရဲရဲပြောပါအချိန်နေအချိန်ခါပြောင်းလဲရပြီရဲရဲတွေးပြီးရဲရဲပြောတဲ့ delay ကိုဒီနေ့ညကစထူထောင်ကြပါနောက်တစ်ခုကသို့တော့ကျွန်တော်တို့နိုင်ငံရေးလောက်ကြတဲ့အကြောင်းကိုဟိုဆရာလည်းပြောသွားပါတယ်အားလုံးလည်းကြားဘူးနေကြတယ်နိုင်ငံရေးလောက်တော့ထောင်ကြတယ်ဟုတ်တာပေါ့နိုင်ငံရေးလောက်ရင်ထောင်မကြဘူးဆိုတော့တယောက်မှမရှိဘူးသို့တော့ကတော့တယောက်ကလာပြောသေးတယ်နိုင်ငံရေးအကျဉ်းသားတွေကိုလှူခြင်းလို့ ်ဆရာဦးဝင်းတင်စီလူပါလို့နိုင်ငံရေးလို့ရင်ထောင်ကြတယ်ဆိုတဲ့ခစ်ကတော်ဖို့ကောင်းပြီဒီနေ့ညအစလို့နိုင်ငံရေးလို့ရင်ထောင်မကြဘူးဆိုတဲ့ခစ်ကိုကျွန်တော်တို့ပြောင်းကြရအောင်အဲ့ဒါအစိုးရကိုကြီးပဲပြောနေဖို့မလိုပါဘူးကိုကိုတိုင်ကစပြောင်းမှုလိုတာကျွန်တော်နိုင်ငံရေးလို့လို့ရပါတယ်ထောင်မကြတဲ့နိုင်ငံရေးလို့ပြောနေတာမဟုတ်ဘူးနိုင်ငံရေးလို့လို့ထောင်မကြဘူးလို့ကျွန်တော်ပြောနေတာပါကျွန်တော်တို့ရဲရဲတွေးဖို့ရဲရဲပြောဖို့ အဲ့တော့ခုနကျွန်တော်ပြောတဲ့ e ဆိုတဲ့ခံစားမှု emotion ကိုမှရှိတဲ့ခံစားမှုကိုမှကိုမပြောရရင်ဘု து သွားပြောอ่ะဘု து ကိုကိုကိုစားပြူပြီးတော့ကျွန်တော်တို့ငှားပြောကြရမှာစင်ကာပူနိုင်ငံကလီကွမ်းယူကြားဘူးနေကြပါတယ်အားလုံးကျွန်တော်သိမုံတာသူ့နိုင်ငံတိုးတက်တာမှန်တယ်ဘေးနိုင်ငံတွေကိုအရန်ပုတ်ခတ်တယ်ကျွန်တော်တို့နိုင်ငံဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမဆိုရင် ူနှိပ်စက်တဲ့တန်းကိုတော်တော်ခံရတယ်။အဲ့ဒီလူကဘာပြောလဲဆိုတော့ဒီနေ့ခင်မှာ emotion တွေမလိုချင်ဘူး။စိတ်ခံစားမှုရှိတဲ့လူတွေကိုမလိုချင်ဘူးပေါ့။ခစ်က education ခေတ်ပညာရေးခေတ်ပေါ့။ဟုတ်တာပေါ့သူအနေနဲ့ပြောအားရှိတယ်။ဘာကြောင့်လဲဆိုတော့စင်ကာပူဆိုတဲ့နိုင်ငံကပညာရေးကိုပွဲစားလုပ်ပြီးချမ်းသာလာတဲ့နိုင်ငံ။အဲ့တော့သူက emotion ခေါ်တဲ့ခံစားမှုကိုမလိုချင်ဘူးလို့ ပြောတာကျွန်တော်တို့ကတော့လူချင်းတယ်ဟောဒီကမြင်းညာပြိတ္တကြီးလဲလူစေချင်းတယ်ဘာကြောင့်လဲစိတ်ခံစားမှုခေါ်တဲ့ e emotion တလုံးကိုမှမရရင် aesthetic english စကလုံးပဲသို့တော့ american စကလုံးပေါင်းနေဆိုတော့ aesthetic နောက် e တလုံးပေါ့ယတဘာမှမခံစားရတော့ဘူးအလအပတရားဘာမှမသိတော့ဘူး ကံမာနေဝင်ချင်းကိုလာကြည့်နေကြတယ်နိုင်ငံသားတွေညက်နေရလဲတပုံကြီးတွေ့တယ်နေဝင်ချင်းကဘယ်နာကြည့်ကြည့်လှတာကြီးပဲပကံကကြည့်ရင်ပိုလှတယ်ဗမာပြည်ကလူကကြည့်လဲလှတာပဲအိန္ဒိယကလူလာကြည့်လဲလှတာပဲအမေရိကကလူလာကြည့်လဲလှတာပဲဒါကြီးကိုလှမှန်းဘာဖြစ်လို့ဘဒူကသတ်မှတ်တာလဲအဲ့ဒီအလှတရားဆိုတာစိတ်ခံစားမှုကြောင့်အဲ့ဒီအလှတရားဖြစ်လာအတူတူကြီးပဲအမေရိကန်လဲလှတာကိုမြင်တတ်တယ်ဗမာလဲလှတာကိုမြင်တတ်တယ်ကလားလဲလှတာမြင်တတ်တယ်တရုတ်လဲလှတာမြင်တတ်တာပဲ အဲ့ဒီ emotion ခေါ်တဲ့စိတ်ခံစားမှု ကျွန်တော်တို့မရခဲ့ရင်အဲ့ဒီ aesthetic လို့ခေါ်တဲ့အလှတရားကို မခံစားတတ်တော့ဘူးအဲ့ဒီလိုအလှတရားကို မခံစားတတ်တော့ဘူးဆိုတာ ਨੇ နောက် e တလုံး empathy ခေါ်တဲ့စာနာမှုတရားဘယ်တော့မှအဲ့ဒီလူမှမရှိတော့ဘူးအဲ့ဒါကတော့ကျွန်တော်ဖြစ်တယ်လို့ तू မဖြစ်ပါစေနဲ့ကျွန်တော်နာတယ်လို့ तू မနာပါစေနဲ့ ကျွန်တော်ခံရတယ်လို့သူမခံရပါစေနဲ့ဆိုတော့ကိုချင်းစာစိတ်စာနာစိတ်ဆိုတဲ့တရားပဲအဲ့တော့ကျွန်တော်ဤသုံးလုံးလို့ကျွန်တော်ပြောရတာအရေးကြီးလို့ပါအဲ့ဒီတစ် emotion စိတ်ခံစားမှုရှိမှနှစ် affective အလှဘေဒယတ္တဘေဒကိုနားလည်မယ်အဲ့ဒါကိုနားလည်မှတတိယမြောက်ဤ empathy လို့ခေါ်တဲ့ကိုချင်းစာနာစိတ်တရားရှိလာမယ်ကိုချင်းစာနာစိတ်တရားမရှိတော့လေဘရောင်းတောင်ဖြစ်လာရတာပေါ့ ီရွာကြီးတရွာလုံးမှာဒီရေတွေကိုတောက်လို့မရပါဘူးအဲ့ဒီရေတွေနဲ့စိုက်လိုက်လို့ဒီအပင်တွေမပွင့်တော့ပါဘူးမသီးတော့ပါဘူးလို့ဆိုရေဒီအလုတ်လုတ်တင်တယ်မလုတ်တင်ဘူးဆိုတာအုံနောက်ရှိပြီးထမင်းစားတဲ့လူတိုင်းသိတယ်ကျွန်တော်မူဆယ်ကိုတနေ့ရရောက်သွားတော့စိတ်ထဲခံစားဗမာပြည်ဘက်ကတောင်ကိုဖြိုပြီးတော့တရုတ်ပြည်ဘက်က တွင်းတွေကိုသွားဖို့ပေးနေရတယ်ကိုစီကတောင်နှလုံးဖြိုရင်ဟိုဘက်ကကျင်းနှစ်ကျင်းဖြည့်ပြီးသားဖြစ်တယ် မြေပြန့်ခြင်းဖြစ်အောင်ညှိတာဟုတ်ဗျာသူ့ဘက်ကပြေသွားပြီမဲ့ကိုယ့်ဘက်ကညော့သွားတာတောင်နှလုံးကိုချင်းစာနှိတ်ရှိခဲ့ရင်ဒီလုတ်လုတ်ပါမလားကိုချင်းစာနာစိတ်တရားထားခဲ့ရင်ဘာဘုံဖြစ်ဖြစ်ဗျာမိကိုဘုံဖြစ်ဖြစ်ဘာဘုံဖြစ်ဖြစ်အဲ့ဒီဘုံเนี่ยပြစ်ပါမလားငါများအဲ့ဒီလိုအပြစ်ခံလိုက်ရင်ငါဒီလိုခံစားရပါမလားဆိုရယ်စိတ်ဘာကြောင့်မရှိတာ aesthetic လို့ခေါ်တဲ့ခုနအလှတရားကို သူတို့နားမလဲလို့ပေါ့ emotion ဆိုတဲ့စိတ်ခံစားမှုအခြေခံကို သူတို့မသိလို့ပေါ့အဲ့ဒါဘာလို့မသိတာလဲရှင်းရှင်းလေးပဲစာမဖတ်လို့ပေါ့စာမဖတ်တဲ့ကောင်တွေရှေ့ရောက်ရောက်လာရင်တန်းပြီမှာကြောက်เสียကောင်းတယ်အဲ့ဒါကိုတတိနည်းနည်းပြုပေးပါအဲ့တော့ကျွန်တော်ပြောခြင်းနဲ့ပထမဦးဆုံး e သုံးလုံးကတော့အဲ့ဒါပဲအဲ့တော့ကျွန်တော်ကစကားတစ်ခွန်းပြောတဲ့အခါမှာလည်းပြဿနာရှိတယ် ဟိုကျွန်တော်မို့လို့မပြောလိုက်နဲ့ပြောလိုက်ရင်ပြဿနာပေါ်ပေါ်လာတယ်လို့လို့အော်ဟိုဘာကြောင့်လဲဆိုတော့ဒီလိုကဟိုစကားတခွန်းကိုပြောလိုက်ရင်အဲ့ပြောတဲ့စကားနဲ့အတိပဲကောက်တာနဲ့လဲလွဲသွားနိုင်တယ်အဲ့လိုလွဲသွားတဲ့အခါကျရင်လဲဒီလိုဟိုတယောက်နဲ့တယောက်နဲ့နားလည်မှု လွဲတတ်ပါတယ်ဆိုပါတော့ဟိုကျွန်တော်တို့ဟိုလွတ်တော်မှာပေါ့ဗျာလွတ်တော်မှာကိုယ်စလဲတွေကလည်းအများကြီးထိုင်နေကြတယ်အဲ့ချိန်မှာ လွတ်တော်ဥက္ကဋ္ဌကနေခွင့်ပြုတယ်ကဲမေးစရာရှိမေးဆွေးနွေးစရာရှိရင်ဆွေးနွေးလို့ရပါပြီလွတ်တော်ကိုယ်စားလေးထားပြီးဆွေးနွေးကြပါဗျာအဲ့ချိန်မှာတောင်းကလွတ်တော်ကိုယ်စားလေးကထားရတယ်ဟုတ်လွတ်လွတ်တော်ဥက္ကဋ္ဌကိုသူကခွင့်တောင်းတာပေါ့ဥက္ကဋ္ဌကကျွန်တော်ကျွန်တော်တခုလောက်ပြောပြရစီဆိုတော့ဥက္ကဋ္ဌကပြောတယ်ဟုတ်ခမားအလှည့်မရောက်သေးဘူးလေသူများတွေအလှည့်ခဏဆောက်ဟုတ်ပါဦးခမားဥက္ကဋ္ဌကကျွန်တော်အရေးကြီးလို့ပါပြောခွင့်ပြုပါဟုတ်ဒုက္ခပါပဲကဲပြောဗာပြောနေတာပြော ဒီလိုပါခင်ဗျာဟိုဟာကျွန်တော်အခုအိမ်ရထွက်လာတာကျွန်တော်အိမ်ရမိကန်တက်တာထဲမှာကျွန်တော်ပတ်စံနေကျွန်တော်ထည့်ခဲ့ပါတယ်အဲ့ဒါဘာဖြစ်လဲအဲ့ထည့်ခဲ့တဲ့မိကန်တက်တာကိုကျွန်တော်တော့မခန့်မိခဲ့ဘူးခင်ဗျာအဲ့ဒါကျွန်တော်ဟိုတခိုးခိုးသွားမှဆိုလို့အိမ်ပြန်တော့ခတ်ခွင့်ပြုပါလွတ်တော်ဥက္ကရာတခုံးမဲ့ပြန်ဖြေလိုက်တယ်ပြဿနာမရှိပါဘူးတဲ့ကိုယ်စရယ်တွေအကုန်လုံးဒီထဲမှာရှိတာပဲတဲ့ အမှန်ကတော့အားလုံးလက်ဒီမှာပဲအတူတူပဲလို့ပြောတာလေပြိတ္တကဘယ်လိုသဘောပေါက်သွားလဲမသိဘူးနော်ကျွန်တော်ပြောချင်တာအားလုံးဒီမှာထိုင်နေကြတာပဲခင်ဗျားလည်းပြန်မနေပါနဲ့ခိုးသွားလည်းခိုးသွားပလိစီပေါ့ဗျာဆိုရယ်စိတ်နဲ့ပြောပုံရပါတယ်ဒါပေမဲ့အတိတ်ပဲအရာတော့ခုနကပြိတ္တနဲ့တူတူပဲဖြစ်သွားပုံရတယ်ဆိုကျွန်တော်ပြောချင်တာအတိတ်ပဲကောက်လွဲမှာဆိုပါတယ်သို့တော့ကျွန်တော်တို့ခုန E3 လုံး formula ဆိုတော့ကျွန်တော် E3 လုံးကနေနောက် E နောက်ထပ်3လုံး ျွန်တော်ထတ်တိုးလိုက်ခြင်းလားသိရေးကြီးပါတယ်ကျွန်တော်ဒီဒေတာကိုလာကလေးကကိုတော်တော့အရေးကြီးတယ်လို့ထင်တဲ့စကလုံး၃လုံးကိုကျွန်တော်အခုပြောခြင်းလားအဲ့ဒါတော့အာ၃လုံးပဲအဲ့ဒါကပထမအာက rights ပဲကျွန်တော်တို့ခင်ဗျားတို့ဒန်းတူညီမြအခွင့်အရေးရကြအောင်ဒန်းတူညီမြအခွင့်အရေးရှိကြတယ်ခင်ဗျားရဲ့မဲလဲတကြက်တန်ရင်ကျွန်တော်မဲလဲတကြက်ပဲဥသိမ့်စိန်မဲလဲတကြက်ပဲအကုန်လုံးတကြက်တည်းကြီးပဲ အဲ့ဒါအခွင့်အရေးပဲအဲ့ဒီပထမအခွင့်အရေးဆိုတာပြီးရင်ဒုတိယကျတော့နောက်အာတလုံးက responsibility တာဝန်ယူပြီးတာဝန်သိရမှာဘာတာဝန်မှမယူခြင်းပဲနဲ့ဘာအခွင့်အရေးမှလည်းလာမတောင်းနဲ့ဘယ်တော့မှမရပါဘူးအဲ့ဒီစကားကိုကျွန်တော်ဒီနေရာမှာမှတ်မှတ်ရရပြောပြရစီအခုချိန်မှာအခွင့်အရေးလိုခြင်းလို့အလုသမားအခွင့်အရေးလေသမားအခွင့်အရေးပါတီထဲမှာအခွင့်အရေးစသဖြင့်ပေါ့ဘာတာဝန်မှလည်းမယူဘူးဘာတာဝန်မှလည်းမသိပဲနဲ့ ဘာလို့အခွင့်အရေးတွေလိုချင်ကြတာဒီအခွင့်အရေးနဲ့ထိုက်တန်တဲ့လျော်ညီတဲ့တာဝန်တစ်ခုကိုကိုသိပြီးကိုယူဖို့လိုပါတယ်မိသားစုထဲမှာအဖေလှုပ်တဲ့လူပဲဖြစ်ဖြစ်အမေလှုပ်တဲ့လူပဲဖြစ်ဖြစ်မိဘတာဝန်မချေပြွန်ရင် သားသမီးကသူ့ကိုအဖေအမေလို့မခေါ်ပဲနေလို့ရပါတယ်သားသမီးကလည်းသားသမီးတာဝန်မချေပြွန်ရင်ဘယ်မိဘကမှလည်းဘာအခွင့်အရေးမှပေးစရာမလိုပါဘူးအဲ့တော့အဲ့ဒီအခွင့်အရေးဆိုတဲ့ rights နဲ့ တာဝန်သိပြီးတာဝန်ယူတဲ့ responsibility ကချိတ်ဆက်နေပါဘာတာဝန်မှမယူဘူးဗျာဘာတာဝန်မှလည်းမသိဘူးဗျာဘာအခွင့်အရေးလိုချင်တာလဲဘာအခွင့်အရေးမှလည်းရလာစရာမရှိပါဘူးအဲ့ဒီလိုနှစ်ခုဒန်းညူညီမြချိတ်ထားတဲ့အခါကျမှနောက်တစ်ဆင့်ကိုခုံတက်လိုက်ရင်ဒီနေ့ကဘာပေါ်မှာရောမြန်မာပြည်မှာပါအင်မတန်ခက်စားနေတဲ့ rule of law ပေါ့ တရားဥပဒေစိုးမိုးရေးဆိုတာရောက်လာပါတယ်အာသုံးလုံးပဲအခုဟိုအန်တီဒေါ်ဆန်းစုကြည်ကတရားဥပဒေစိုးမိုးရေးအဖွဲ့လွတ်တော်မှာဖွဲ့ထားတယ်အဲ့ဒီ rule of law ဆိုတဲ့တရားဥပဒေစိုးမိုးရေးဟာဗဇက်ကပြောတော့တော်တော်ကောင်းတယ်လှအောင်လားနောက်ထောင်လို့လည်းကောင်းတယ်တရားဥပဒေရဲ့ရှေ့မှောက်မှာ အလုံးဝဒန်းတူပဲတရားဥပဒေရဲ့ရှေ့မှောက်မှာအလုံးဝညီညီမျှမျှပဲတရားဥပဒေရဲ့ရှေ့မှောက်မှာအလုံးအခွင့်အရေးတူတူညီညီရှိကြတယ် ကျွန်တော်တို့နှစ်ပေါင်း90ရှိခဲ့ပြီတရားဥပဒေရဲ့အကအကွယ်ကိုတခါမှမရခဲ့ဘူးဆိုပါတော့ဒီနှစ်ခုချိန်နေလို့ပါကျွန်တော်ပြီးခဲ့တဲ့အနည်းဆုံးနေရာကိုပဲပြောပါအောင်မယ်အဝေးကြီးတွေလျှောက်ပြောနေကြတော့2008ခုနှစ်ကကျွန်တော်နာဂစ်ဖြစ်တော့သွားကူတယ်သွားကူတော့ကျွန်တော်ဖမ်းလိုက်ပေါ့အတူတူပြောရင်ဖမ်းလိုက်တော့ထောင်ထဲရောက်သွားတာပေါ့လေဒါလည်းရှင်းတာပဲစက်တိုက်က ဲ့ဒီတော့အဲ့ဒီကနေတရားရုံးကိုပို့လိုက်တာပေါ့ဗျာတရားရုံးရောက်သွားတဲ့ခါကျတော့လေတရားရုံးရောက်သွားတာပေါ့ရောက်သွားတော့ရှစ်နေငားဖို့အတွက်လေကျွန်တော်တို့ကရှစ်နေငားလို့မရအောင်အဲ့တော့တရားသူကြီးနဲ့ကျွန်တော်တို့နဲ့ပဲအပြန်အပြန်အလှန်လှန်နေမေးကြရတာပေါ့အဲ့တော့ကျွန်တော်ဖမ်းတဲ့ခါကျတော့ပြဿနာကနာဂစ်ကြောင့်ဖမ်းလို့မရဘူးဘာကြောင့်နာဂစ်ဆိုကျွန်တော်ကကိုင်ကြီးနေတာလေ နာဂိဒုက္ခတွေတွေဒုက္ခရောက်တာကိုကျွန်တော်တို့ကကူညီတာကူညီနေတာကိုဖမ်းတယ်ဆိုတာလည်းကြားမကောင်းဘူးပေါ့အဲ့တော့အကြောင်းတစ်ခုခုတော့ရှားလိမ့်မယ်သူတို့ရှားကြတယ်တော်ကောင်းပါလေရှားတဲ့အကြောင်းကလေကျွန်တော်ကိုအဲ့ဒီအောင်တပြေဆိုတဲ့ဒီရဲထောက်လန်ရေးတပ်ထဲမှာချုပ်ထားတယ်အဲ့လိုချုပ်ထားတဲ့အချိန်မှာအရာရှိပေါ့အပွင့်ကြီးရကောင်ကသူ့တပည့်တွေကိုမှားတယ်ဟဲ့ကောင်မင်းတို့ဇာကနာရင်ပြန်သွားသူ့ရင်မှာကွန်ပျူတာရှိတယ်အဲ့ကွန်ပျူတာတိမ့်လာခဲ့ ။ဟာအရာရှိအငယ်တွေကချက်ချင်းပြေးကျွန်တော်အိမ်သွားပြီးတော့တော်ကွန်ပျူတာတည်ချလာ။တော်ရှာပါတယ်။ကျွန်တော်ကွန်ပျူတာရဲ့မော်နီတာတစ်ခုပဲတည်လာတယ်။ကျွန်တော်လည်းဘာဖြစ်လဲမသိကြအောင်ဆောင်းပြီးတိုင်းကြည့်နေတာပေါ့။တို့ဆရာတစ်ပည့်နဲ့ရံဖြစ်နေကြ။ဟေ့ကောင်ကွန်ပျူတာဆိုတာနှစ်ခုရှိရမယ်။ဘာမဟုတ်ဘူးဆရာကျွန်တော်တွေ့တာဒီတစ်ခုပဲတွေ့တယ်။အမှန်မှားတော့ဟိုက system unit ပါမလားဦးလေ။ ျွန်တော်တို့ mother board ထည့်ထားတဲ့ system unit ပါလာမယ်ဒီ monitor လို့ခေါ်တဲ့ဒီ screen လေးတစ်ခုတည်းနဲ့တော့မလုပ်လို့ရမှာလဲဒါပေမဲ့ဟိုကတော့ဒါ computer ပဲဆိုပြီးတဲလာတာပဲလေအဲ့တော့မထူးတော်ဘူးဆိုပြီးတော့ဟို monitor ကြီးပဲကင်ပြီးတော့ကျွန်တော်အဲ့ဒီ monitor ထားမှုနဲ့တရားစွဲတော့တာပဲကျွန်တော်လည်းတော်တော်ကုသိုလ်ကံထူးတယ် electronic app နဲ့ဗမာပြည်မှာပထမအဦးဆုံးဖန်ခံရတာကျွန်တော်ပဲအဲ့တော့ ဖြစ်လာရင်ကျွန်တော်ထိတ်ဆုံးရပြီပဲ88တုန်းကလည်းပထမအဦးဆုံးဖမ်းခံရတာကျွန်တော်အင်းစိန်တောင်ပထမအဦးဆုံးပုတ်ခံရတာကျွန်တော်ရွေးကောက်ပွဲ90ကာလမှာပထမအဦးဆုံးဖမ်းခံရတော့လည်းကျွန်တော်ပဲ2000နာဂစ်ဖြစ်တော့အပေါင်းရွှေအောင်တန်ကဖြစ်တော့ပထမအဦးဆုံးဖမ်းခံရတာကျွန်တော်ပဲ2008နာဂစ်ကျတော့လည်းပထမအဦးဆုံးဖမ်းခံရတာကျွန်တော်ပဲ electronic အဲ့နဲ့ပထမအဦးဆုံးတရားအစွဲခံရတာလည်းကျွန်တော်ပဲအဲ့ဒီဟာလေးတစ်ခုထားမိတာ ਨੇ ကျွန်တော်မှာ15နှစ်ချခံရတာ ကဲကျွန်တော်တို့ကတရားဥပဒေရဲ့ရှေ့မှောက်မှာဒန်းတူညီမျှဆိုတာဖြစ်လာသလားနောက်တစ်ခုကျတော့ထူးဆန်းလိုက်တာတရားသူကြီးကကျွန်တော်ကိုမေးတယ်ကိုသာကနာနဲ့ခမရမှာအီးမေးလ်လိပ်စာရှိလားတဲ့ဟာရှိတာဗော ကျွန်တော်အီးမေးလ်လိပ်စာကသူရ 61@gmail.com ညနာကိုပြတ်သွားတာပဲတရားသူကြီးကဒီမှာကိုသာကနာနဲ့ခမရကိုကျွန်တော်လူကြီးလူကောင်းလို့ပြောနေတာနော်ဘာဘာဘာဖြစ်လို့လဲ ကျွန်တော်ခမ ्या ကိုမေးတာအီးမေးလို့မေးတာဘာလို့ခမ ्या ဂျီမေးပေးတာလဲဟာကျွန်တော်ပြောစရာလည်းတခုပဲရှိပါတော့တယ် F မေးမပေါ်သေးလို့ပါလို့ဒုက္ခရောက်လိုက်တာအဲ့ဒီလိုတရားသူကြီးကကျွန်တော်ကိုအီးမေးလိပ်စာရှိလို့ဆိုပြီး15နှစ်ထတ်ချလိုက်တယ်ကျွန်တော်အဲ့ဒီသုံးခုပေါင်းပြီး45နှစ်ကြာလာအဲ့တော့ဒါမဲ့မဆိုးဘူးဗျအဲ့တရားသူကြီးကလည်းယူသားရှာတယ် အမိတ်လဲခြာခံနေကြတော့ကျွန်တော်လာပြောတယ်ပြောမယ်လားပြောတာဗျာတဲ့ကျွန်တော်ကကွန်ပျူတာတော့ဖွင့်တတ်တာမဟုတ်ဘူးတဲ့အော်ကွန်ပျူတာတော့မဖွင့်တတ်တဲ့လူကခြာတာဆိုတော့ကျွန်တော်တော်တော်ဂုံယူပါတယ်ဆိုတော့ကျွန်တော်ဗမာပြည်မှာဒါဒိတ်ပဲဗျာကျွန်တော် electronic app နဲ့ကျွန်တော်ခြာခံရတယ်ဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တဲ့အကြောင်းကခုန rule of law လို့ခေါ်တဲ့အာတလုံးပေါ့တရားဥပဒေစိုးမိုးရေးအတွက်ကိုကျွန်တော်တို့က responsibility ဒီတာဝန်ယူမှုရှိရမယ်အဲ့ဒီတရားသူကြီးခင်ဗျာမတနာပါလေကျွန်တော်သူ့တနာနေတာကို45နှစ်ချလို့မတနာဘူးသူ့ကိုပြန်တနာနေတာဘာဖြစ်လို့လဲလို့ဆိုတော့သူကကျွန်တော်ကိုပြောတယ်မနေ့9နာရီမှာအမိန့်ချဖို့တရားရုံးရှိကိုကျွန်တော်ရောက်အဲ့ဒီအချိန်မှာသူကကျွန်တော်ကိုပြောရှာခဏစောင့်ပါအောင်ကိုစားကနာတဲ့ဘာဖြစ်လို့လဲအမိန့်မလာသေးလို့ပါဟမ် တရားသူကြီးကအမိတ်ချမှာသူ့စီအမိတ်မလာသေးဘူးဆိုတော့ तू ကဘာဖြစ်သွားတော့တကယ်ကျွန်တော်တို့မှအားအသင့်စရာ၃နိုင်တုံးမှအမိတ်ချတယ်ကျွန်တော်၉နိုင်တည်းကခုအမိတ်မလာသေးလို့ဆိုတော့တရားသူကြီးတယောက်ရဲ့တာဝန်ကရောဗားတဲ့တော့အဲ့ဒါလို့ရေးပေးတဲ့စာရင်းလေးတယောက်ကိုဖတ်ယုံမဲလားအဲ့ဒါတရားသူကြီးလားအဲ့တော့ကျွန်တော်ပြောချင်တာကကိုယ့်ရဲ့တာဝန်ရှိတာကိုတာဝန်သိရမယ်သိတဲ့တာဝန်ကိုကျေပြွန်ရမယ်အဲ့ဒီ responsibility ဲ့ဒီတာဝန်မကျေပြွန်ရင် rule of law တရားဥပဒေစိုးမိုးရေးဘယ်တော့မှဖြစ်မလာဘူးအဲ့တော့ကျွန်တော်တို့စီမံရှိတဲ့လူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်လူလက်တွေပဲဖြစ်ဖြစ်အကုန်လုံးအရင်ကတာဝန်မကျေခဲ့ဘူးတာဝန်မသိခဲ့ဘူးဆိုရင်ခုတာဝန်သိလို့ရပြီတာဝန်ကျေလို့ရပြီကိုတာဝန်ကိုယူလို့ရပြီအခုတာဝန်ဆိုတာနဲ့ပတ်သက်လို့ကျွန်တော်တခုလောက်ပြောခြင်းတယ်ညာတော့ရည်စရာလေးပါအဲဒီမှာတော့ဘန်ပေါ့လေအေယာဝတီဘန်မဲထားပါတော့ အဲ့ဒီဘံပေါ့အဲ့ဒီဘံကိုသမရရောက်လာတယ်သမရဘံမန်နေဂျာကိုပြောတယ်ကျုပ်ပစံ300ထားဒီမှာထားရတဲ့ထဲကကျုပ်ပစံ300ထုတ်ချင်တယ်ဗျာအဲ့တော့ကျုပ်က300ထုတ်ပေးပါဆိုဘံမန်နေဂျာကသူ့မှာတာဝန်ရှိတယ်ပစံထုတ်ပေးရမယ်တာဝန်ဒါပေမဲ့ဘံမန်နေဂျာကဆက်ပြီးတော့သူ့ရဲ့ထမ်းဆောင်ရမယ်နောက်ထပ်တာဝန်တစ်ခုရှိတယ်ဘသူပဲဖြစ်ဖြစ် သူပြောရတော့မယ်တခုကတော့မှတ်ပုံတင်ပေးပါမှတ်ပုံတင်မပိုင်းတော့ဘယ်လိုထုတ်ပြလို့ရအောင်ဆက်စံလည်းဘယ်လိုထုတ်ပေးလို့ရအောင်အဲ့တော့တမနာလုပ်တဲ့လူကကျွန်တော်မှမှတ်ပုံတင်ပါမလားဘူး sorry ပဲတမနာမကောက်လို့ဘယ်လိုဖြစ်ဖြစ်မှတ်ပုံတင်မပိုင်းမပေးဘူးပစံသွားဆိုဟိုကဟာမဟုတ်သေးဘူးတေချာကြည့်ပါဦးဒါတမနာပါတမနာတယောက်ကပစံလာထုတ်တာကို မှတ်ပုံတင်မရှိဘူးဆိုရင်ဘာလို့ပြန်လွတ်တာလဲကောင်းပြီဒါဆိုရင် တခုတော့ပြောမယ်တမရဖြစ်ကြောင်းအထောက်အထားခိုင်ခိုင်မာမာပြအဲ့ဒါဆိုပြီးမယ်ဟာဒုက္ခရောက်ပြီတမရတမရဖြစ်ကြောင်းအထောက်အထားခိုင်ခိုင်မာမာဘလူပြရမှာလဲကျွန်တော်နားမလည်ဘူးပြန်ရှင်းပြပါဦးဟောစဉ်းစားလိုက်ပြီးတော့โอเคအဲ့ဆိုရင်ကျမပြောပါမယ်ကျမတို့စီကိုလွန်ခဲ့တဲ့တလလောက်ကစာရေးဆရာချစ်ဦးညိုလာပါတယ်အဲ့လိုပဲမှတ်ပုံတင်ပါမလာပါဘူးကျမတို့ကလည်းမေးပါတယ်ဆရာချစ်ဦးညိုဖြစ်ကြောင်း အထောက်ထားပြပါလို့တခါလေကိုရင်းနေအောင်ကတော့တာပဲတချင်းနေဆိုပြီးတော့အဲ့ကြတေးကြပြီဒါချီဥညိုပဲဆိုပြီးထုတ်ပေးလိုက်တယ်ကျမဟုတ်ပြီနောက်တပတ်လောက်နေတော့ဇင်ဝိုင်းရောက်လာပါတယ်ရုပ်ရှင်စီယုံဥက္ကဋ္ဌအသိကိုသူလည်းမှတ်ပုံတင်ပါမလားဘူးကျမကပြောတယ်အဲ့ဆိုလေဇင်ဝိုင်းဖြစ်ကြောင်းအထောက်ထားပြပါဆိုတော့သူစဉ်းစားပြီးချက်ချင်းလုပ်တယ် ကျွန်တော်ရုပ်ရှင်စီးကိုဥက္ကဋ္ဌဖြစ်တယ်ကျွန်တော်ဝိုင်းခိုင်းနေကြတာပါဗျာကျွန်တော်ဥက္ကဋ္ဌကိုမတူပါဘူးကျွန်တော်ကခိုင်းပါပါပြတာပါကြုံပါဆိုပြောတယ်အဲ့ဒါလောက်တောင်ငိုနေမှတော့တေးကြပြီဒါဇင်ဝိုင်းပဲအဲ့တော့တမ္ပရကြီးလဲတမ္ပရကြီးအနေနဲ့တိတာထင်ရှားတဲ့အထောက်အထားတခုပြပါသူစဉ်းစားကုတ်လိုက်ဖင်ကုတ်လိုက်ခေါင်းကုတ်လိုက်ကိုကြည့်တီးကြည့်9မိနစ်လောက်ကြာတဲ့အထိစဉ်းစားလို့အပြေမပေါ်ရှာဘူးနောက်မှတ ြန်ပြောလိုက်တယ်။ဘာပြောလဲဆိုတော့အေးဗျာကျွန်တော်ဘာလှုပ်လို့လှုပ်အောင်မှန်းကို မသိပါဘူး။ဟာကောင်းပါပြီရော့ယူသွားပါတယ်ပစံနဲ့။ဘာလှုပ်ရမှန်းမသိမှတံမရမှန်းတေချာသွားတာပေါ့ဗျာ။အဲ့ဒါ responsibility ပဲကျွန်တော်ပြောချင်တာ။တာဝန်ယူမှုနဲ့တာဝန်သိမှုပါ။ကျွန်တော်ရည်စရာပြောတယ်ဆိုတာဒီအကြောင်းလေးမှတ်မိသွားစေချင်လို့ အားလုံးမှာအခွင့်အရေးရှိပါတယ်ဒန်းညူညီမြအခွင့်အရေးအဲ့ဒီဒန်းညူညီမြအခွင့်အရေးဆိုတာမှလည်းဘသူပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီနေရာမှာအခွင့်အရေးက၃မျိုးပဲရှိတရားဥပဒေနိုင်ငံတော်ဖွဲ့စည်းချုပ်ပုံအခြေခံဥပဒေကပေးထားတဲ့အခွင့်အရေးဆိုတာကျွန်တော်တို့တစ်ခုပဲရနောက်တစ်ခုကကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်ကပေးထားတဲ့အခွင့်အရေးရထားတဲ့အခွင့်အရေးကိုကျွန်တော်တို့သိဖို့လိုပါတယ်နားလည်ဖို့လည်းလိုပါတယ် ဒါကဥပဒေအရပေးတဲ့အခွင့်အရေးပါနောက်တစ်ခုကြတော့ကျွန်တော်တို့ရဲ့လူမှုဝန်းကျင်ကပေးလိုက်တဲ့အခွင့်အရေးကျွန်တော်တို့နေတာပေါ့ကိုရက်ွက်ထဲမှာကိုနေတယ်ရက်ွက်ကနေနည်းနည်းလေးချဲ့လိုက်ရင်လမ်းဘာမြို့နယ်မြို့နယ်ကနေချဲ့လိုက်ရင်ခရိုင်ခရိုင်ကချဲ့လိုက်ရင်တိုင်းပြည်နယ်ပေါ့တခုချင်းစီတက်သွားလို့ရပါတယ်ကျွန်တော်တို့ရဲ့လူမှုဝန်းကျင်ကကျွန်တော်တို့ပေးထားတဲ့အခွင့်အရေးရှိတယ်အကျင့်ဝတ်ကပေးတဲ့အခွင့်အရေးတိတ်ရေးကြီးတယ်ကျွန်တော်တို့အဲ့လိုမြင်တယ် ျွန်တော်တို့ရဲ့ကျင့်ဝတ်တွေထိမ့်ဖို့လိုတယ်ကျွန်တော်နမူနာတစ်ခုပြောခြင်းတယ်အမေရိကန်ကိုရောက်သွားတဲ့အခါမှာကျွန်တော်မိတ်ဆွေရဲ့တမီးကဒီရုပ်ရှင်တွေဗီဒီယိုတွေကိုတီးဖြတ်တဲ့ software ပေါ့သူ့ရဲ့ computer ထဲမှာထည့်ထားတယ် Final Cut Pro လို့ခေါ်တယ်ဈေးတအားကြီးတာပဲမြန်မာငွေနဲ့ဆိုရင်18သိန်းလောက်ကြာကျွန်တော်မဝင်နိုင်ပါဘူးအဲ့တော့ကျွန်တော်ကမလုပ်ရလဲဆိုတော့ ကျွန်တော်တငယ်ချင်းရဲ့တမီလေးကိုကျွန်တော်ကပြောရတယ်တမီအဲ့ဒီ software လေးကိုဦးရဲ့ computer ထဲမောင်းထည့်ပေးလိုက်ပါလား73နှစ်တမီလေးကဒီလိုမော့ကြည့်ပြီးတော့ရမလားတဲ့မူပိုင်ခွင့်အခွင့်အရေးကို ချိုးဖောက်တလူဖြစ်သွားမှာပေါ့ရှက်လိုက်တာကျွန်တော်ကိုတမီရွယ်ကိုမီကိုမီတူမအရွယ်ကလေးလေးကမူပိုင်ခွင့်ကိုအသွေးတဲ့အသားတွေကအဲ့ဒါလိုလိုက်နာတယ် ကျွန်တော်တို့ကိုယ်တိုင်ကကြတော့ကျွန်တော်တို့ရဲ့ဗီဒီယိုဇက်ကားတွေခိုးတဲ့လူတွေကိုခိုးကူတွေဖန်ခိုးကူတွေဖန်ခိုးကူတွေဖန်နဲ့អော်ပြီးကိုကိုယ်တိုင်ကကြတော့သူများပစ္စည်းသွားခိုးဖို့ကြိုးစားတာစဉ်းစားကြည့်ပါလောက်ရှက်ဖို့ကောင်းတယ်ကျွန်တော်တို့အသွေးအသားထဲမှာဒီကျင့်မှုတစ်ခုကိုထိန်းကိုထိန်းရမယ်ဆိုတာဘသူကပြောစရာမှမလိုပဲနဲ့အဲ့ဒီခလေးလေးကဘာလို့သိနေလဲစင်ကာပူနိုင်ငံမှာလမ်းမပေါ်မှာဇတိမထွေးရဘူးရှူရှူမပေါက်ရဘူး ကြောက်ကြတယ်စတွေးလည်းမထွေးပါဘူးရှူရှူလည်းမပေါက်ပါဘူးဒါပေမဲ့ဗမာအများစုနေကြတဲ့ပင်နီဆူလာပလာဇာလည်းရောက်သွားအောင်အဲ့နိုင်ငံတွေမှာကွန်စတွေးတွေကြီးပဲဟောင်းနေအောင်နန်လိုက်တဲ့သေးစော်တွေအဲ့တော့ဘာဖြစ်လို့ခုနကတော့လမ်းပေါ်ကြတော့မလုတာလေဒီအလုတ်တွေကိုလွယ်လွယ်လေးပဲအဲ့ဒါကျိန်နဲ့ရိုက်မှကြောက်လို့ကျိန်လုံးကြောက်လို့လိုက်နာတဲ့ကျင့်ဝတ်ကိုလိုက်နာတဲ့ဒလိဟာမကောင်းပါဘူး ကိုယ့်ရဲ့အသွေးအသားတွေကဒီကျင့်ဝတ်ကိုလိုက်နာဖို့ကျွန်တော်တို့အလေးအကျင့်လုပ်ယူကြရမယ်ခုနခလေးလေးဟာမွေးရပါအသိစိတ်သူကဗမာကမွေးတာပါအဖေဗမာ အမေဗမာကမွေးတာပါဒါပေမဲ့အမေရိကန်လိုနိုင်ငံကိုရောက်သွားတဲ့အခါမှာမွေးရပါအသိစိတ်ကသူ့ရဲ့မွေးရပါစိတ်ကိုကဒီကျင့်ဝတ်ကိုထိန်းရမယ်ဘလောက်ပဲဖြစ်နေပါလိမ့်စေဘယ်သူမှမသိဘူးဆိုတာမျိုးမဟုတ်ဘူးသူကူးထည့်ပေးလိုက်ရင်ဘယ်သူမှမသိပါဘူးရပါတယ်ဘာဖြစ်တာမှလို့ဒါပေမဲ့ ဘသူမှမသိတာကသူ့အတွက်အရေးကြီးဆုံးပြဿနာအခွင့်အရေး